ားလုံးမင်္ဂလာပါ။ကျွန်မဒီနေ့ object ကို ဖြည့်ပေးတဲ့ object complement အကြောင်းပြောပြမှာဖြစ်ပါတယ်။ဒါတော့ object complement ဆိုတာကလည်း subject complement လို့ပဲဒီ object ကိုကျွန်မတို့ complete ပြည့်စုံအောင် ဖြည့်ပေးတဲ့အဖြစ်ပုံဖြစ်တဲ့သူ့ကို ပုံစံအပြည့်စကလုံးသို့မဟုတ်စကစုအနေနဲ့တွေးနိုင်တယ်။အဲ့တော့အများအပြည့်တွေးရမှာကတော့ noun, adjective, infinitive phrase ပြီးတော့ ပါတီစစ်ပဲ phrase တွေကိုတွေ့ရမှာဖြစ်တယ်အဲ့တော့ဒီ noun တွေ adjective တွေဒီ infinitive တွေ participle phrase တွေကဒီ object အဖြစ် သုံးထားတဲ့နောင်ရဲ့အနောက်မှာပေါ့နော်ဒီ follow ဆိုတာဒီ direct object ရဲ့အနောက်မှာကတ်ပြီးတော့ကျမတို့ရေးရမှာဖြစ်တဲ့ဒီ second လုံး second စုတွေက အရှိမရှိတဲ့ object ကို describe လုပ်ပေးတာပေါ်ပြပေးတာ rename လုပ်ပေးတာအဓိပ္ပာယ်ကိုပြည့်စုံအောင်နော် complete ဖြစ်အောင် လုပ်ပေးတဲ့သဘောဖြစ်ပါတယ်အဲ့တော့ဒီ pattern အားဖြင့်ဆိုရင်ပေါ့နော် object ပါတယ်ဆိုတော့ဒါကြောင့်ကျမတို့ဒီသုံးတဲ့ verb ဒီ transitive verb ဖြစ်ဖို့လိုတယ် object လို့တော့ဗာเนาะ transitive intransitive ကလည်းကျွန်မတင်ထားပြီးသားဖြစ်ပါတယ်အဲ့တော့ sergeant ဗာပြီးတော့ဒီအဲ့ဒီဗာက transitive object လို့တော့ဗာဖြစ်ရမယ် object လို့တဲ့အတွက်ကြောင့် object ထဲမှာဒီ object ကိုဖြည့်ပေးတဲ့အဖြည့်ပုံနေနဲ့ object ရဲ့အနောက်မှာ complement လာမယ်အဲ့တော့ complement နေရာမှာကျွန်တော်တို့ noun လည်းတွေ့နိုင်တယ် adjective လည်းတွေ့နိုင်တယ်လို့ object ကို describe လုပ်ပေးတယ် redefine လုပ်ပေးတယ် infinitive phrase တို့ဒီ participant เนาะ participant ဆိုတာကဒီ va ing เนาะဒီလိုပုံစံမျိုးအဲ့တော့ va ed en စသဖြင့်ပေါ့เนาะ adjective ပုံစံတွေလာမှာဖြစ်တယ်အဲ့ဒါမှာစကြည့်မယ် they made her chairperson เนาะသူတို့ကသူမကိုဒီဥက္ကဋ္ဌခံလိုက်တယ်လို့ပြောတယ်ဒီ word ကြားကြားဆိုရင်ကျွန်တော်တို့ identify လုပ်မယ်ဆိုတော့ they made her ဒီနာတိဖြတ်ထားမယ်သူတို့ကသူမကို make ပြုလုပ်သည်ကျမတို့ဒိဗန်ကမပြည့်စုံတော့ compliment ထည့်ပေးတယ် compliment နေရာမှာအခုတွေ့ရတဲ့စကားလုံးက chair person ဆိုတော့ noun အဆိုရင် compliment နေရာမှာကျမတို့ noun ကိုတွေ့ရတယ်လို့တခါမှတ်မယ်နောက်တစ်ကြောင်ဆက်ကြည့်မယ် the movie make me sad အဲ့တော့ရုပ်ရှင်ကငါ့ကိုဝမ်းနည်းအောင်လုပ်စေတယ် เนาะအဲ့တော့ SAD set ဒီ power of speech က adjective အဲ့တော့ the movie made me လို့ရေးထားမှာဆိုရင်ဒီရုပ်ရှင်ကငါ့ကို make ဖြစ်စေတယ်ဘာဖြစ်မှန်းမသိတော့အဓိပ္ပာယ်မပြီးဆုံးเนาะကျွန်တော်တို့ complement line မှာ complement နေရာမှာကိုက adjective ကိုရွေးချယ်တယ်ဆိုရင်เนาะ adjective ပေါ့เนาะတကယ်လို့များဒီ movie ကငါ့ကိုငိုကြွေးစေတယ်ငိုအောင်လုပ်တယ်လို့ကျွန်တော်တို့ကပြောမှာဆိုရင် the movie made me cry လို့ဖြစ်သွားပြီအဲ့တော့ cry ဆိုတဲ့အရာက power of speech က noun လည်းရှိတယ် verb လည်းရှိတယ် အဲ့တော့ကျမတို့ဘာကိုတတိထားကြည် MADE မိတ်ဆိုတဲ့ညာဒီ causative verb ဖြစ်တယ်။နော် causative verb တွေကိုယူသုံးတဲ့အခါမှာကျမတို့ active passive ခွဲဖို့လိုတယ်။ active ဖြစ်မှဆိုရင်အနောက်မှာ sun one verb one နဲ့သုံးတယ်။အဲ့တော့ MAKE mate တို့ MADE mate တို့နော်ပြီးတော့ HELP help causative verb ငါးလုံးရှိတယ်နော် left have get made help ဒီငါးလုံးကျမ causative playlist လည်းလုပ်ထားပြီးသား။အဲ့တော့ ဒီ hub mate ကိုကျွန်တော်တို့သုံးလိုက်ပြီဆိုတာနဲ့ဒီအနောက်မှာ to ဆိုတဲ့စကားလုံးကမပါလဲရတယ်เนาะ aglp heller to အတူပဲမပါလဲရတယ်သို့တော့ဒီညမှာဒီ e ticket ကို သုံးမယ်ဆိုရင်တော့တစ်ဖက်သားကိုကျွန်တော်တို့က convince လုပ်တာဆွဲဆောင်စီယုံတဲ့သဘောတက်ရတဲ့ကြောင့် to ကိုခြံခဲ့လို့မရဘူးဒီ mate တို့ help တို့ကကျွန်တော်တို့ to မထက်လဲသုံးလို့ရတယ်ဒီဘက်ကြောင့်ပြန်ပြီးတော့ identify လုပ်မယ်ဆိုရင် the movie made me set လို့ရေး မဲ့ဆိုရင် set ဒီ power on speed adjective အဲ့တော့ complement နေရာကို adjective ဝင်တယ်ဟင်ငါက adjective မထက်ဘူးဘာထဲချင်တယ်ဆိုရင် the movie made me cry သူကိုကျမတို့ဘာကြောင့်ဖြုတ်ထားလဲဆိုတော့ make to help to ဆိုရင်ကျမတို့က to မပါပဲသုံးလို့ရတယ်လို့ auto understand เนาะအလိုလိုနားလည်ပြီးသားဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ် အဲ့တော့တူနဲ့တစ်ခါပြန်ပြောမယ်ဆိုရင်လည်းမှားလားဆိုတော့မမှားဘူးယူကြည့်မယ် the movie make me to cry အဆိုရင်တော့တူနဲ့ cry နဲ့တွဲလိုက်တော့ဒီ phrase ဒီကျွန်တော်တို့ infinitive phrase ဖြစ်သွားတယ် နော်နောက်တစ်ကြောင်ဆက်ကြည့်မယ် we found the talk difficult ဒီအလုတ်တော်ဝန်ကခက်ခဲတယ်လို့ငါတို့ကသဘောပေါက်တယ်ပေါ့နော်ယူဆတယ်ဒီညမှာ found ကရှာဖွေတွေ့ရှိတယ်လို့မပြောဘူးဒီအလုတ်ကခက်တယ်လို့ငါတို့ယူဆတယ် difficult the power of speaker adjective အဲ့အတွက်ကြောင့် complement နေရာကိုဝင်တယ် ဒီ difficult ဒီလုပ်ငန်းတာဝန်နဲ့ပဲဆိုင်တာဟိုအရှိမရှိတဲ့ subject we နဲ့ဘလို့မှမသက်ဆိုင်ဘူးဒီ object ရဲ့အနောက်မှာနော် data right object ရဲ့နောက်မှာ follow လိုက်ပြီးတော့ဒါကိုဓာတ်ရိုက် describe လုပ်ပေးတယ် rename လုပ်ပေးတယ်အတွက်ကြောင့်ဒီ adjective တွေ noun တွေ infinitive phrase တွေ participle phrase တွေကိုကျမတို့ object complement လို့ခေါ်ပါတယ် အဲ့တော့ကျမဒီ object complement က simple sentence မှာလည်းသုံးသလိုကျမတို့ဒီ compound sentence တို့ complex sentence တို့မှာလည်းယူရေးလို့ရတယ်ကိုတိုင်ပေါ့နော်ဒီ weather တိဆောက်တဲ့အခါမှာအရန်ကိုမှအသုံးဝင်တဲ့ pattern ဖြစ်တဲ့အတွက်ကြောင့် exam မှာအခု20ထည့်ထားပေးတယ်ဘာသာပြန်ကြည့်ရအောင် the elected him president သူတို့ကသူ့ကို elected ရွေးကောင်းတင်မြောက်လိုက်ပြီဘာဖြစ်ရွေးကောင်းတင်မြောက်တာလဲ president ဖြစ်ရွေးကောင်းတင်မြောက်တယ်ဒီနေရာမှာဒီ him ဆိုတဲ့ direct object ရဲ့ နောက်မှလိုက်လာတဲ့ president ဒီ noun form ဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဒီဒီ complement နေရာကိုပေါ့ဝင်တဲ့ noun ဖြစ်တယ်အရှိမရှိတဲ့ object ကို direct describe လုပ်ပေးတယ် President ဖြစ်သူကိုသူတို့ကရွေးကောက်တင်ရောက်လိုက်ပြီး elected လုပ်လိုက်တယ်။ဒါမျိုးပြောတယ်။ Example 2 The movie made me sad. ရုပ်ရှင်ကငါ့ကိုဝမ်းနည်းကြည်ကွဲစေတယ်နော်။နောက်တစ်ခု We found the room empty. ငါတို့ကနော်ဒီအခန်းကိုဘယ်လိုမျိုးတွေးလိုက်လဲ empty နော်လုံးဝနော်ပြောင်းတလင်းခါနေတယ်ဆိုတာတွေ့တယ်။ empty the power of speech ID ဒီ empty ကအရှိမရှိတဲ့ room ဆိုတဲ့ data object ကိုကျွန်တော်တို့ describe လုပ်ပေးတာ။ဒါကြောင့်ဒီ empty the object of complement လို့ခေါ်တယ် example ဖွင့်ကြည့်မယ် they name the baby olivia အဲ့တော့ကလေးလေးကိုသူတို့က olivia လို့နာမည်ပေးတယ်စာချက် verb object ပြည့်စုံတယ်အဲ့ဒီ object ကိုလာပြီးတော့ describe လုပ်ပေးဖို့ complement ထည့်တဲ့အတွက်ကြောင့် olivia ဒီ baby နဲ့ပဲသက်ဆိုင်တဲ့ object complement ဖြစ်တယ် တော့ hard work make her successful အလုပ်ကြိုးစားခြင်းကသူမကိုအောင်မြင်စေတဲ့။နော်ဒီနေရာမှာဒီ work ဆိုတဲ့စကားလုံးဒီစာချက်နေရာကိုဝင်တဲ့။ noun form နဲ့သုံးမယ်ဆိုရင်အလုပ် verb အနေနဲ့သုံးမယ်ဆိုရင်အလုပ်လုပ်သည်ဆိုတဲ့ပုံစံရှိတယ်။အခုစာချက်နေရာကိုဝင်လာတဲ့အတွက်ကြောင့် hard work အလုပ်ကြိုးစားခြင်းနော်အဲ့ဒါက make her successful သူမကိုအောင်မြင်စေသည်အဲ့တော့ဒီနေရာမှာဆက်ဆက်ဖို့ထည့်လဲရတယ်လို့ကျွန်တော်တို့ tire ဆိုတဲ့ adjective ပြောင်းထည့်လဲရတယ် ဆဆဖိုတီဒါတိုင်းအော်ဂျန်ဟာပြန်နောက်မှာကပ်ပြီးရှိတဲ့အတွက်ကြောင့်အော်ဂျန်အော်ကွန်ပလီမန့်ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ exam မှာစဉ်းကြည့်မယ် they painted the wall blue เนาะအဲ့ blue ဆိုတဲ့ညာဒီပေါ့အော့စပီကာ adjective လည်းရှိတယ် noun လည်းရှိတယ်เนาะ noun နဲ့သုံးမဲ့ဆိုရင်တော့အပြာရောင် adjective ဆိုရင်တော့အပြာရောင်ရှိတော့အဲ့တော့ဒီ word မှာ they သူတို့က painted စေးချည်သည်စေးတုပ်သည် the wall နံရံကိုစာချက် va object နော်ဒီ object ဒါ right object နံရံကိုလာပြီးတော့ modify လုပ်ပေးတဲ့ blue ကိုကျမတို့ object complement လို့ခေါ်ပါတယ် example 7 the teacher consider the answer incorrect ဆရာကဒီအဖြေကိုမမှန်ဘူးလို့ဆုံးဖြတ်တယ်နော်ဒီသုံးသတ်တယ်လို့သုံးတယ်အဲ့တော့ incorrect ဒီအရှိမရှိတော့ the answer ဆိုတဲ့အဖြေ object ကိုဒါ right လာပြီးတော့ဒီ describe လုပ်ပေးတဲ့အတွက်ကြောင့်ဒီ object complement ဖြစ်တဲ့ incorrect ဒီ power of speaker edited အဲ့အတွက်ကြောင့် project complement နေရာကို AG day ဝင်ရလို့ပြောရမှာဖြစ်တယ်။အဲဒီမှာ AG မယ် we declare the plan as subset เนาะ declare ဆိုတာတင်ညာပေးတာ။အဲ့တော့ငါတို့ကတဲ့ဒီ plans SC အစဉ်ပေါ့เนาะအဲ့ဒါကတဲ့ a subset အောင်မြင်မှုတစ်ခုလို့သူတို့ကငါတို့က declare လုပ်ပေးတယ်။ အဲ့တော့ cycle ပါ object ငါတို့က season ကို declare ကြီးညာသည်ဘလို့ကြီးညာလဲအဆက်ဆက်အောင်မြင်မှုတစ်ခုဖြစ်နေကြီးညာတယ်အဲ့တော့ article a ကတစ်လုံး subset ကတစ်လုံးဆိုတော့နှလုံးဖြစ်တဲ့အတွက်ကြောင့်သူ့ကိုကျွန်တော်တို့ noun phrase လို့ခေါ်ခြင်းဖြစ်ပါတယ် example 9 the coach made the player run a star lap နော်အဲ့တော့ဒီမှာဆိုရင်12လုံးကြီးလာတာပေါ့နော် make ဆိုတဲ့ verb ကိုတုံးထားတယ်အစောပိုင်း example မှာလည်းကျွန်မပြောထားပြီးသားဒါတွေဒီ causative verb ဖြစ်တယ် positive ပါဖြစ်တဲ့အတွက်ကြောင့်เนาะ positive လို့ပြောလိုက်တာ ਨੇ active passive နှစ်ခုခွဲဖို့လိုတယ် active ဆိုရင်တော့အနောက်မှာကျမတို့ sun 1လိုက်တယ် sun 1ဖြစ်တဲ့အတွက်ကြောင့်အနောက်ကဘာဒီဘဝ1 ဒီ something တစုံတရာဆိုရင်အနောက်မှာ battery လိုက်တယ်เนาะ causative ဒီ pattern က playlist လောက်ထားပြီးသားเนาะအဲ့တော့ the coach ကဒီဒီ trainer ပေါ့เนาะအဲ့လိုပဲပြောလိုက်တော့မယ် the player ဒီကစားသမားတွေကို extra run เนาะဒီထပ်ပြီးတော့နေကြိမ်ရေများများထပ်ဆောင်ပြီးတော့ပြေးဖို့အတွက်ဟိုဟာဒီဟိုဟာစေခိုင်းတာပေါ့เนาะအဲ့တော့ဒီမှာ ကျွန်တော်တို့ the player ဒီ direct object ဒါလိုက် order ရဲ့နောက်မှာ run ဆိုတဲ့ verb နဲ့ရေးထားတဲ့ phrase တခုကျွန်တော်တို့တွေ့တယ်။အဲ့တော့ तू ကပြောထားတယ်ဘယ်က infinitive phrase တဲ့။အဲ့ဆိုကျွန်တော်တို့ to ဘာလို့မပါလဲ။ make ဆိုတဲ့ဒီ causative verb ကိုသုံးထားတဲ့အတွက်ကြောင့် to ကမရေးလဲရတယ်ဆိုတာကို auto understand ဖြစ်တဲ့အတွက်ကြောင့်ထပ်မရေးခြင်းဖြစ်တဲ့။ပုံမှန်အဖြစ်ဒီနေရာမှာတခြား verb တခုဆိုရင်ကျွန်တော်တို့ to to နဲ့သုံးပြီးတော့ to plus verb 0နဲ့ရေးမယ် infinitive phrase လာမှာဖြစ်ပါတယ်။ example 10ကြည့်အောင် i found him waiting outside နော်အဲ့တော့ဒီမှာဆိုတော့ဒီ example နံပါတ်9မှာကျတော့ infinitive phrase ကိုသုံးတယ်ဒီမှာကျတော့ ing ပေါင်းထားတဲ့ကြောင့် participle phrase ဖြစ်သွားတယ် ing ပေါင်းနေဆိုတော့ participle phrase မှာကျွန်တော်တို့ present participle လို့ခေါ်ရမှာဖြစ်တယ် eden ဆိုရင်တော့ past participle having ကိုယူသုံးမယ်ဆိုရင်တော့ perfect participle ဲ့တော့ present participle ကိုသုံးနေဆိုရင် သူကိုယ်တိုင်က ပြုလုပ်တဲ့ active သဘောဆောင်တဲ့ဘာသာပြန်ကြည့်မယ် I found him outside နေ waiting outside ငါကသူ့ကိုတွေ့တဲ့ waiting outside အပြင်ဘက်မှာစောင့်ဆိုင်နေတော့ waiting outside ဒီ direct object him ကိုသာပြီးတော့ describe လုပ်ပေးတာသူဘာလုပ်နေလဲအပြင်ဘက်မှာစောင့်ဆိုင်နေတယ်အဲ့တော့အပြင်ဘက်မှာစောင့်ဆိုင်နေတော့သူ့ကိုငါကတွေ့ပါသည်เนาะအဲ့တော့ကျွန်တော်တို့ exam မှာဆက်ကြည့်ရအောင် အဲ့တော့ကျမတို့ example 11စကြည့်မယ် The board appointed Mrs. Tan Chief Financial Officer เนาะ Chief Financial Officer ကျမတို့တွဲလုံးလာတယ်เนาะဒါဒီ noun phrase headword က noun ဆိုရင်ဒါ noun phrase ဆိုရင်နှလုံးထဲပို့ပြီးဆိုတာ ਨੇ phrase headword က noun ဆိုရင် noun phrase အဲ့တော့ Mrs. Tan ကိုသူက Chief Financial Officer အဖြစ် appointed ခန့်အပ်တယ်เนาะဒီ board ကဘုတ်အဖွဲ့ကခန့်အပ်တယ်ပေါ့เนาะအဲ့တော့ဒီမှာဆိုရင် Chief Financial Officer ဒီ noun phrase အနေနဲ့လှောက်ဆောင်ပေးတာ appointments mrs tan ခန်းလိုက်ဒီဘာခက်ဘယ်လို possession နဲ့ခန်းမှန်းမသိဘူးအတိတ်ဘက်မပြည့်စုံတဲ့အတွက်ကြောင့်ဒီ object direct object ဖြစ်တဲ့ mrs tan ရဲ့နောက်မှာကျမတို့ဒီ noun phrase ကိုရေးထားခြင်းဖြစ်ပါတယ်ဒါဒီ object of complement ပေါ့နော် နောက်တစ်ခုဆက်ကြည့်မယ် they found the evidence highly unreliable reliable ဆိုတာယုံကြည်အားထားရတာ and နဲ့ပေါင်းလိုက်တော့ယုံကြည်ကိုးစားလို့မရဘူးပေါ့နော်အဲ့တော့ဒီအထောက်အထားကယုံကြည်ကိုးစားလို့မရဘူးဆိုတာကိုသူတို့ကယူဆတယ်တဲ့အဲ့တော့ they found the evidence သူတို့ကဒီထောက်ထားကိုယူဆသည်ဘယ်လိုယူဆလဲဒိဗတ်ပြည့်စုံဖို့အတွက် complement ထည့်တယ် complement နေရာကိုကြည့်လိုက်တော့ highly unreliable ဆိုတဲ့စကားလုံးနှလုံးတွေးတယ်နှလုံးတွေးတဲ့အတွက်သူက phrase ဲ့တော့ hard work ကိုသွားကြည့်တော့ unreliable a b l e a b l e နဲ့ဆုံးတာတော့ကြောင့်ဒါ additive ဒါဆိုရင်သူ့ကိုကျွန်တော်တို့ဘယ်လိုခေါ်မလဲ additive phrase လို့ခေါ်မယ် highly ကကျွန်တော်တို့ဒီ unreliable ကိုလာပြီးတော့ modify လုပ်ပေးခြင်းဖြစ်ပါတယ် example တာတင်းကြည့်မယ် the comedy declare the proposal a breakthrough အဲ့တော့ comedy ကပေါ့နော် declare ဆိုတာကြေညာပေးတယ် the proposal ဒီအဆိုပြုချက်ကို အဆိုပြုချက်ကိုကော်မတီကကြေညာသည်ဘာကြေညာလဲ a breakthrough အောင်မြင်မှုတစ်ခုအဖြစ်နဲ့ကြေညာတယ်စကလုံးနှလုံးတွေ့တဲ့ article a ကတစ်လုံး breakthrough ကတစ်လုံးနှလုံးဖြစ်တဲ့အကြောင်းသာသည် phrase breakthrough ဒီ noun ဖြစ်တဲ့အတွက်ကြောင့် noun phrase လို့ခေါ်ရမှာဖြစ်တယ် hard uh dedication เนาะသူမရဲ့ဒီမြုံနှံမှုပေါ့เนาะဒီ dedicate လုပ်တယ်ဆိုတာကအချိန်နေဟိုဟာဒီ energy အကုန်လုံးကိုသူကပေးထားတာပေါ့เนาะ make the project a success ဒီဒီ project ကိုဒီသူမရဲ့ဒီဟာပေါ့เนาะဒီ aside ထုတ်မှုက အောင်မြင်မှုဖြစ်စေတယ်ဒီမှာဆိုလဲစကလုံးနှလုံးတွေ့တယ်စာဆက်က noun ဖြစ်တဲ့အတွက်ကြောင့်သူကို noun phrase လို့ခေါ်မှာဖြစ်တယ် example 50 they painted the new office as soothing pastel green အဲ့ soothing ဆိုတာဒီဟိုပါပေါ့နော်ဒီမျက်စိအေးတာကိုပြောခြင်းဖြစ်တယ်အယောင်ဖြော့လေးတွေပေါ့နော်အေးများတဲ့ pastel green pastel green စိမ်းရောင်တော့အစေးရောင်ပဲဒီအညိုရောင်တို့တခြားသောဒီအယောင်စိမ်းရောင်ကိုဖြော့ထားတဲ့အယောင်လေးကိုပေါင်းစပ်ထားတဲ့အယောင်အဲ့တော့ဒီအစိမ်းချော့ရောင်ပေါ့နော်ဒီဒီ new office ကိုသူတို့ကစေတုပ်ခဲ့သည်သူတို့က new office ကိုစေတုပ်သည် ဒီတွဲလုံးက soothing pastel green ဒီကျမတို့ဒီ modifier အနေနဲ့ပုံထားပေးတဲ့ noun phrase ပေါ့နော်ခုနကလည်းပြောထားတယ်နော် green ဒီကျမတို့ power of speech နှစ်ခုရှိပါတယ် noun အနေနဲ့ပြောမယ်ဆိုရင်စိမ်းရောင် adjective အနေနဲ့သုံးမယ်ဆိုရင်အစိမ်းရောင်ရှိတော့အခုကသူ့ကိုအရှိမကြီး soothing ဖြစ်တော့ pastel ဖြစ်တော့ green ဆိုတဲ့ noun ကိုလာပြီးထူပြတဲ့အတွက်ကြောင့် article adjective noun ဆိုတော့ဒီ phrase ကိုကျမတို့ noun phrase လို့ခေါ်ရခြင်းဖြစ်ပါတယ် နော် exam assistant the company consider innovation its greatest asset နော် company ကတဲ့ consider innovation ဆိုတဲ့စမ်းသပ်တီထွင်မှုကိုသူကဘယ်လိုမျိုးသုံးသပ်လဲဆိုတော့ဒီ company ရဲ့အကြီးအကျယ်ဆုံးသော access spine ဆိုင်မှုနော်အသေးအသေးတွေကိုအများတန်းဒီဖန်တီးနိုင်တဲ့အတွက်ကြောင့်ဒါသူတို့ရဲ့ဒီအကြီးမားဆုံးပိုင်ဆိုင်မှုက innovation လို့သတ်မှတ်တယ်အဲ့တော့ its greatest asset ဒါဒီတဒွဲလုံးနော် asset ဒီကျွန်တော်တို့ပိုင်ဆိုင်မှုနောင်းကိုပြောခြင်းဖြစ်တယ်အဲ့တော့ possess ေးရဲ့ ADD ရဲ့နောင်ရဲ့တွဲလုံးဆိုတော့ head work ကနောင်ဆိုရင်သူကို noun phrase လို့ခေါ်မယ်အဲ့ဒါမှာ17ကြည့်မယ်။ The teacher jacked the presentation နဲ့ exceptionally impressive လုံးဝကိုအထင်ကြီးစရာကောင်းတယ်လို့ဆရာကယူဆတယ်။တတ်မှတ်တယ်ပေါ့နော်။အကဲဖြတ်တယ်။အဲ့တော့ the teacher jacked the presentation ၄ဘက်က presentation ကိုဆရာမကဒီ judge လုပ်တယ်။ ဘယ်လိုပုံစံမျိုးလုပ်လဲ exceptionally impressive လုံးဝအထင်ကြီးစရာကောင်းတယ်လို့ယူဆတယ် IVE နဲ့ဆုံးထားတဲ့ကြောင့် AGD အရှိမရှိတဲ့ဒီ exceptionally advanced က AGD ကို modify လုပ်ပေးတာအဲ့တော့ second လုံးဒီနှလုံးဖြစ်နေတဲ့ကြောင့်သူ phrase လို့ခေါ်မယ်နောက်ဆုံး head word က AGD ဖြစ်တော့သူ့ကို AGD phrase လို့ခေါ်ရခြင်းဖြစ်တယ်ဒီ AGD phrase ဒီ the fine presentation ဆိုတဲ့ object ဒါလိုက် object ကို describe လုပ်ပေးတဲ့ object complement အဲ့ဒါမှအိမ်ထင်းကြည့်မယ်ဒီ experience lab ox emotionally exhausted ဒီအတွေ့အကြုံကငါတို့ကိုတဲ့စိတ်ပိုင်းဆိုင်ရာနော်ပင်ပန်းလွမ်းလွမ်းမှုဖြစ်စေခဲ့ပါတယ်တဲ့အဲ့တော့ ox ဒီကျွန်တော်တို့ pronoun object နေရာဝင်တဲ့ object pronoun ဒါ right object ပေါ့နော်ဒါကို emotionally exhausted ဆိုတဲ့ adjective phrase ကလာပြီးတော့ describe လုပ်ပေးတာအဲ့တော့ emotionally exhausted ဒီကျွန်တော်တို့အတွက်ဒီ object complement ဖြစ်တယ် အကြမ်းနန်တင်းကြည့်မယ် they name the campaign the operation downlight เนาะ downlight ဆိုတာကဒီအာယုံမိုးတောက်ချိန်ကိုပြောတာအဲ့တော့ဒီ campaign ဆိုတာကဒီ message စီရင်ရေးတွေလည်းကျွန်တော်တို့ဒီ campaign လို့ပဲခေါ်တယ်ပေါ့เนาะဒီအမှိုင်းနဲ့ပြတ်တတ်တဲ့ ပလတ်စတန်ပတ်သက်တဲ့အရာတွေနော်စုပေါင်းပြီးတော့ဒီလောက်တာကိုကျွန်တော်တို့ကမ်ပိန်းလို့ခေါ်တယ်အဲ့တော့ they name that campaign ဒီ campaign ကိုသူတို့နာမည်ပေးတယ်ဘယ်လိုမျိုးပေးလဲ operation downlight လို့နာမည်ပေးတယ်အဲ့တော့ operation downlight ဒီ campaign ဆိုတဲ့ dialog object ကို describe လုပ်ပေးတယ် object of complement အဲ့တော့မိုးတောက်ချိန်ဆိုတဲ့ယာတိ noun ဖြစ်တဲ့ကြောင့်နှလုံးပေါင်းတော့ noun phrase လို့ခေါ်ခြင်းဖြစ်တယ် အဲ့ဒါမှာ20ကြည့်မယ် we found him standing alone in the dark corridor အတော့က we ငါတို့ကသူ့ကိုတွေ့တယ်နော်ဘယ်လိုတွေ့လဲ standing alone တယောက်တည်းရပ်နေတာ in the dark corridor နော်ဒီမဲမောင်းနေတဲ့ဇင်းကြံမှာတယောက်တည်းရပ်နေတာကိုတွေ့တယ်ဒီမှာဆိုရင်ကျမတို့ participle တနည်းအားဖြင့် present participle phrase ကိုသုံးထားခြင်းဖြစ်တယ်နော်အဲ့တော့ ဒီ object complement အနေနဲ့ noun တစ်လုံးနဲ့လည်းတွေ့နိုင်တယ်အရှိမ article တွေဘာတွေပါလဲဆိုရင်တော့ noun phrase adjective တစ်လုံးနဲ့လည်းတွေ့နိုင်တယ်ဒီ adjective ကို modify လုပ်ထားတဲ့ ever နဲ့ပေါင်းတော့နှလုံးဖြစ်သွားတဲ့ကြောင့် adjective phrase လို့လည်းခေါ်လို့ရသလို consecutive verb တွေသုံးပြီးတော့လေကျွန်တော်တို့ဒီ infinitive phrase verb 0ပေါ့နော် to bra verb 0နဲ့ဝင်ပေါင်းပြီးရေးတဲ့ပုံစံမျိုးလည်းတွေ့နိုင်တယ်လို့ဒီ participle phrase တွေလည်းတွေ့ရပါတယ် အဲ့တော့ကျွန်မ key pattern လေးပြောမယ်ပေါ့နော် key pattern ဆိုတော့ object complement ဆိုတော့ကျွန်မတို့ object ပါတဲ့ဝေကြဖြစ်ရမယ် object ပါဖို့ကလည်းသုံးထားတဲ့ဘာဒီ object လိုအပ်တဲ့ transitive verb ဖြစ်ဖို့တော့လိုတယ် เนาะอะแล้ว subject complement เนี่ย object complement เนี่ย qua ha check က object complement ဖြစ်ဖို့ဆိုရင်ကျွန်တော်တို့ transitive verb ကို3 object ထဲပြီးတော့အဲ့ဒီဒါတိုင်း object ရဲ့အနောက်မှာကပ်ပြီးတော့ complement ကိုရေးရမှာဖြစ်တယ် subject complement ကြတော့3နာတဲ့ verb ဒီ linking verb ဖြစ်ဖို့လိုတယ် linking verb တွေကဒီအာယုံခံစားမှုနဲ့ပတ်သက်တဲ့ verb တွေပါမယ် at အနေကိုဖော်ပြပေးတယ် stated verb တွေပါမယ်ပြီးတော့ကျွန်တော်တို့ be verb လို့ခေါ်တဲ့ copula ပေါ့เนาะ တော့ linkin ပါအုပ်စုတွေကိုတုံပြီးတော့အရှင်းမှရှိတဲ့ subject ဒီ noun ကိုလာပြီးတော့ describe လုပ်ပေးတာ link လုပ်ပြီးတော့ modify လုပ်ပေးတဲ့ရာက subject complement မတူနေဘူးเนาะဒီ that complete object complement ကြတော့ဒါတိုင်း object ထပ်ဖို့အတွက်ကျွန်တော်တို့ transitive verb ဖြစ်ဖို့လိုတယ်ပေါ့နော်ဒါလေးကြွားချမှုရှိတယ်အဲဆိုရင်ကျွန်မဒီ object နဲ့ object complement နဲ့ subject complement နဲ့ comparison သွားလိုက်မယ်နော် ဲ့တော့အရင်ဦးဆုံး subject complement subject complement ဆိုဒီမှာ became ဆိုတဲ့ဘဖြစ်လာသည်ဆိုတဲ့ဘဒီဘာကိုဖြစ်လာတယ်ဆိုတော့ object like ဆရာမလို့ဘူးသူဒီ linking ဘတနည်းအားဖြင့် copular ဘအုပ်စုထဲမှာရှိတယ်အခြေအနေကိုဖော်ပြပေးရတဲ့အတွက်ကြောင့်သူကိုကျွန်တော်တို့ stated ဘလို့လည်းခေါ်တယ်အဲ့တော့ဒီ linking ဘကိုတုံးလိုက်ရတဲ့အတွက်ကြောင့်နောက်မှလိုက်လာတဲ့ attention ဆိုတဲ့ရာသီရှေ့မှာရှိတဲ့ subject he ကိုသူက link လုပ်ပြီးတော့ define လုပ်ပေးတဲ့သဘောဖြစ်တယ် object complement အနေနဲ့တုံးမဲ့ဆိုရင် င် they make him a teacher သူတို့ကเนาะ they သူတို့က him သူကိုဆရာတဝက်အဖြစ်ခံအန်လိုက်သည်လို့ပြောတယ်အဲ့တော့ဒီမှာလဲ teacher ဒီမှာလဲ a teacher အတူတူပဲဒါပေမဲ့ထားတဲ့နေရာကွဲတာ ਨੇ ကျွန်တော်တို့ဘာသာပြန်တော့လဲကွဲပါတယ် a teacher the object ဟောပါเนาะ direct object him ရဲ့အနောက်မှာကပ်ပြီးတော့ရေးတဲ့အတွက်ကြောင့်သူရဲ့အရှိမရှိတော့ him ဆိုတဲ့ဒီ object pronoun ကိုပဲသူက describe လုပ်ပေးတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီ teacher the object complement နောက်တစ်ကြောင်ဆက်ကြည့်မယ် she is happy เนาะဒီ word ကြောင့်မှာ happy ဆိုတဲ့ပါဒီ adjective ဖြစ်တယ် be va เนาะဒီဒီမှာ is is ကိုသုံးထားတယ်ဒါဒီ ISS ကိုတုံးလိုက်တဲ့အတွက်ကြောင့်ကျွန်မတို့ဒါ copular verb ဖြစ်ပြီးတော့ happy က suggest she ကိုဒီ link လုပ်ပြီးတော့ modify လုပ်ပေးတယ် ဒီစကားလုံးကိုပဲကျွန်တော်တို့ object complement အနေနဲ့သုံးမယ် the news made her happy တဲ့င်းကသူမကိုပျော်ရွှင်စေပျော်ရွှင်မှုကိုပေးသည်ပျော်ရွှင်စေသည်ပေါ့နော်အဲ့တော့ဒီမှာဆိုရင် her ဆိုတဲ့ object pronoun ရဲ့အနောက်မှာ happy ကိုတွေ့တဲ့အတွက်ကြောင့်ဒီ happy ဒီအရှိမရှိသော new နဲ့ဘယ်လိုမှမသက်ဆိုင်ဘူးဒါတိုင်း object ဖြစ်တဲ့ her ကိုပဲ describe လုပ်ပေးတယ် တော့ဒီ happy ဖြစ်တာကဘာလို့လဲသူမเนาะဒါကိုပြောချင်းဖြစ်တယ်နောက်တစ်ခုကြည့်မယ် the sky နဲ့ look blue အဲ့တော့ကောင်းကင်ကပေါ့เนาะအပြာရောင်လို့ထင်ရတယ်အဲ့တော့ look ထင်ရသည် ဖြစ်ပုံပေါ်သည် look ဆိုတာကလည်း stated verb ဖြစ်တယ်เนาะဒီ linking verb အုပ်စုထဲမှာပါတော့ stated verb အဲ့တော့ blue ဒီကျွန်တော်တို့ဒီအရှိမရှိတော့ link ကိုပဲဒီပေါ့ဗောနော်ဒီအရှိမရှိတော့ the sky ကိုပဲသူက modify လုပ်တာထို့အတူပဲ they painted the world blue ဒီမှာလဲ blue ဒီမှာလဲ blue ပဲဒါပေမဲ့ဒီအနောက်ဒီ second sentence မှာရှိတဲ့ blue ကအရှိမရှိတဲ့ dark object the world ဆိုတဲ့နာမည်ကိုသူက describe လုပ်တာဒီအရှိမရှိတဲ့ they နဲ့ဘယ်လိုမှမအဆက်ဘူးအဲ့ဒီအတွက်ကြောင့်ဒါက object complement ဖြစ်တယ်နော် example ဆက်ကြည့်မယ် the problem is serious နော်ဒီပြဿနာကပြင်းထန်တယ် serious ဒီ power speed adjective ဒီ adjective ကအရှိမရှိတဲ့ဒီ problem ကိုသူက link လုပ်ပေးတာတချို့အလယ်မှာ be verb ကိုသုံးထားတယ်ဒီ serious ဆိုတဲ့စကားလုံးကိုပဲပြန်သုံးမယ် we found the problem serious ငါတို့ကပြဿနာကိုပြင်းထန်တယ်လို့ယူဆပါသည် အဲ့တော့ Syria ဒီအရှိမရှိတော့ဒါတိုင်း order problem ကို describe လုပ်ပေးရဲ့အရှိမရှိတဲ့ we နဲ့ဘယ်လိုမှမ accept ဘူးဒုတိယဝကြမှာ Syria ဒီ object on complement ဖြစ်တယ်နောက်တစ်ကြောင်းဆက်ကြည့်မယ် Hardrin is to travel abroad သူမရဲ့အစိတ်ကူရဲ့အိမ်မက်ကကဘာပတ်ပြီးခရီးသွားဖို့ဖြစ်တယ် အဲ့တော့ဒီနေရာမှာကျွန်တော်တို့တူရဲ့ base bar လိုက်ထားတယ် infinitive phrase ကိုတွေးတယ်ဒီ infinitive phrase ဒီအရှိမရှိတော့ hard dream ကိုသူကရည်ညွှန်းခြင်းဖြစ်တယ်နောက်တစ်ခု hogwarts made her successful အလုပ်ကြိုးစားခြင်းကသူမကို အောင်မြင်မှုကိုပေးတယ်အောင်မြင်စေတယ်အဲ့တော့ successful ဒီအရှိမရှိတဲ့ hogwarts နဲ့မအပ်ဆက်ဘူးမတတ်ဆိုင်ဘူး D ဟာဆိုတဲ့ object เนาะ object pronoun ဒါလိုက် object ကိုပဲသူက describe လုပ်ပြီးရတဲ့အကြောင်းဒုတိယဝကြမှာရှိတဲ့ subset ဖူသည်ကျွန်တော်တို့တဲ့ object complement ဖြစ်တယ်အဲ့တော့ va ရွေးချယ်တဲ့နေရာမှာတတိထားပါ subject complement เนาะဒီ subject ကိုဖြစ်ပေးတဲ့ complement ထက်ချင်တယ်ဆိုရင်ကျွန်တော်တို့ linking va ကိုတုံးဖို့လိုတယ် object complement မှာကြတော့ကျွန်တော်တို့ object ရဲ့အနားမှာ direct ကပ်ပြီးရေးရမှာဖြစ်တယ် ဲ့တော့ object complement ဖြစ်ဖို့က order ပါမှာရမယ် order ပါဖို့အတွက်ကလည်း object လိုအပ်သော transitive verb ကိုကိုကသုံးထားမှသာလျင်ဒီ object ရော object complement ရောကိုထည့်ရေးလို့ရမှာဖြစ်တယ်เนาะအဲ့လို့ဆိုရင်တော့အဆင်ပြေမယ်လို့ယူဆပါတယ်ကျေးဇူးတင်ပါတယ်ရှင်